နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်နဲ့မြန်မာတပ်မတော်တို့နဲ့ပတ်သက်ပြီးသတင်းမှားတွေဖော်ပြခဲ့တဲ့ပြည်ပသတင်းစာနှစ်စောင်ကိုထိုက်တဲ့တုံ့ပြန်တာတွေလုပ်သွားမယ်လို့နိုင်ငံတော်တိုင်ပင်ခံရုံးကသတင်းထုတ်ပြန်ပါတယ်။ဥပိုင်စိုးသတင်းပေးပို့ထားပါတယ်ရှင်။ဗီဒီအခြေဆိုင် Daily Mail သတင်းစာရဲ့ online စာမျက်နှာမှာမြန်မာစစ်တပ်ကကလေးငယ်တယောက်ကိုနှိပ်စက်နေတယ်ဆိုပြီးဖော်ပြခဲ့ပါတယ်။ဒါကကမ္ဘောဒီးယားနိုင်ငံမှာဖြစ်ခဲ့တာဖြစ်ပြီးသတင်းမှားတယ်လို့ဝေဖန်တာတွေပေါ်လာပြီးနောက်ပိုင်း အဲ့ဒီသတင်းကိုဒေလီမေးရပြန်ဖြုတ်ချခဲ့တာပါဒီဟာအသေးဖြတ်မှုကျဲမှာဝင်နေအသေးဖြတ်မှုဖြစ်စေတဲ့ဆိုရင်တော့66ရောက်ဂါကြီးနဲ့ကျွန်တော်တို့ကဒီမှာစီရင်ပိုင်ခွင့်ရှိတယ်เนาะဒါမှမဟုတ်ရင်လည်းလိန်လေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒါဒါဒါဟိုပါပေါ့เนาะဒီ66ငါနဲ့66ငါဘာလဲဆိုတော့လိန်လေတဲ့ဟာလိန်လေတာကဘယ်မှာလိန်လာလဲအွန်လိုင်းမှာ လိမ့်နေတယ်ဆိုက်ဘာခရိုင်းဥတွေမပြတ်ထမ်းသီးသမပြတ်ထမ်းပြီမယ်လို့လည်းပဲကျွန်တော်တို့နိုင်ငံအနေနဲ့ဆက်သွယ်ရေးဥပဒေပြတ်ထမ်းချက်ရှိတဲ့အတွက်ဆက်သွယ်ရေးဥပဒေပုံမှန်66နဲ့66ဂါကြီးကိုဟိုဒါဒီဟာတုံးမယ်ဆိုရင်လည်းဒါရေပုံရအဖြစ်တော့အဲ့လိုလေးတော့ပြောလို့ရပါမယ်။နောက်ထပ်လေစင်ကာပူနိုင်ငံက The Independent သတင်းစာမှာဒေါန်ဆန်းစုကြည်နဲ့စင်ကာပူနိုင်ငံရောက်မြန်မာနိုင်ငံသားတွေအမေးအဖြေလောက်တာကို အင်္ဂလိပ်စာတန်းထုတ်အမားရီနဲ့ပေါ်ပြခဲ့တဲ့ဗီဒီယိုဖိုင်ကိုကိုးကားပြီးသတင်းရေးသားခဲ့ပါတယ်။ဒီလိုသတင်းမှားတွေပေါ်ပြခဲ့ကြပေမဲ့အမားပြင်ဆင်ချက်မထုတ်ခဲ့ကြဘူးလို့နိုင်ငံတော်အတိုင်ပင်ခံရုံးကသတင်းထုတ်ပြန်ပါတယ်။ဒီကိစ္စမှာရေပုံကပြောမယ်ဆိုရင်တော့ဒီတနိုင်ငံနဲ့တနိုင်ငံနဲ့ဖြစ်တဲ့ကိစ္စကတော့ဒါဟိုတတမန်နီးနဲ့ပဲဟိုရှင်းတာအကောင်ဆုံးပေါ့နော်။နောက်မီဒီယာနီးနဲ့ဟိုဖြည့်ရှင်းတာတော့ဟိုအကောင်ဆုံးပဲ။ ဒါနဲ့ပတ်သက်ပြီးဥပဒေကြောင်းအရာရောစာနယ်ဇင်းဆိုင်ရာလုံထုံလုံနည်းတွေပါလေ့လာနေတယ်လို့နိုင်ငံတော်သမားယုံပြောရေးဆိုခွင့်ရှိသူဦးစော်ထေးက DVB ကိုပြောပါတယ်ခင်ဗျာကျွန်တော်ပိုင်ဆိုပါ